ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ထိုင်းနိုင်ငံကိုရောက်လာတဲ့ဘင်းအောင်လိုင်ကျွန်တော်တို့ဘယ်လိုသုံးမှတူတင်ကြမလဲစသည်ပြောပြပါမယ်တဲ့ဘေးစီကိုရဲမင်းမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါဦးရှင်ကျွန်တော်စပြောလိုက်ပါမယ်အဲလက်ရှိဒီနေ့ ထိုင်းနိုင်ငံမှာဆိုရင်ဒီအချမ်းဖတ်စီအုပ်စုကောင်းဆောင်မင်းအောင်လိုင်းရောက်ရှိလာပြီးတော့ကျွန်တော်တို့ပင်စတာနိုင်ငံများအစည်းအဝေးပေါ့နော်အဲ့မှာအိန္ဒိယတို့နီပေါ်တို့ဘင်္ဂလားဒေ့တို့ကျွန်တော်ပါတယ်ပေါ့ဗျာနော်အဘူတန်တို့ထိုင်းတို့မြန်မာတို့ပါတယ်အဲ့ဒီဒီအစည်းအဝေးကိုလာတက်တယ်ပေါ့နော်ထိုင်းနိုင်ငံကနေပြီးတော့ဖိတ်ခေါ်ချက်ရပါလာတက်တယ်လာတက်တဲ့အချိန်မှာကျွန်တော်တို့ထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေ အပြီးတော့ထိုင်းအောင်မြန်မာလောက်သားတွေအသန်းနဲ့ချီရှိတယ်။တန်းနဲ့ချီရှိတယ်။အဲပြီးတော့ဒီနေ့ကျွန်တော်တို့ဟိုပုံရိပ်တွေကြည့်လိုက်တယ်ဆိုရင်လည်းထိုင်းနိုင်ငံရောက်ရှိလာတဲ့အကြပတ်စေအုပ်စုမင်းအောင်နိုင်ကိုကျွန်တော်တို့ဒီလက်ရှိထိုင်းဝင်ကြီးချုပ်ကအဲဝင်ရောက်ပြီးတော့အဲထိုင်းဝင်ကြီးချုပ်ကချိုးဆိုပြီးတော့လက်ဆွဲနှုတ်ဆက်တာတဲ့ပုံရိပ်တွေလည်းတက်လာတော့ထိုင်းအောင်မြန်မာလောက်သားတွေရဲ့ယင်ထဲမှာထိုင်းအောင်မြန်မာနိုင်ငံသားတွေရဲ့ယင်ထဲမှာထိုင်းနိုင်ငံမှာအကြောင်းမျိုးကြောင့်ရောက်ရှိလာတဲ့တော်လိုင်းအဖက်တော်သားတွေရဲ့ယင်ထဲမှာထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့် ဖပြေးတင်းချောင်လာရတဲ့မင်းအောင်လှိုင်ရဲ့အကြံဖတ်နှိပ်စက်တပ်ဖြတ်မှုရမ်းနေပြီးတော့ဖပြေးတင်းချောင်လာရတဲ့လူတွေစသဖြင့်95ကဖောင်ရန်ထုတ်ခံရတဲ့လူတွေပေါ့နော်ကျွန်တော်တို့လူမျိုးတွေပေါ့နော်အဲကျွန်တော်တို့ကတော့ဒါနေဆက်မြန်မာပြည်တွင်းမှာနေခဲ့လို့တချို့ကြလဲမင်းအောင်လှိုင်ရဲ့95ကနဲ့ဖောင်ရန်ထုတ်ခံထားရတဲ့သူတွေဝရန်ပုံစံမျိုးစုံတွေပြောအမှုပေါင်းစုံနဲ့ဒီအကြံဖတ်ဥပဒေတွေနဲ့စသဖြင့်ဝရန်ထုတ်ခံရတဲ့လူတွေထားနေမှာအများကြီးဆိုလိုတာတော်လိုင်းရေးပတ်တော်သားတွေအဲစီရီယန်တွေထိုင်းနိုင်ငံကိုအကြောင်းမျိုးကြောင့်ထွက်ပြေးတိမ်းချောင်လာတဲ့လူတွေအများကြီးရှိတယ်ပေါ့နော် ဟုတ်ကဲ့အဲ့တော့အဲ့လိုလူတွေကအဲ့လိုလူတွေကအဲလက်ရှိဒီထိုင်းနိုင်ငံထဲမှာအကြံပေးဆေးအုပ်စုမင်းအောင်လာရောက်လာတဲ့အချိန်မှာထိုင်းဝန်ကြီးချုပ်ကအဲဝမ်မန်နတာနဲ့လက်ဆွဲနှုတ်ဆက်ကြိုးဆိုတာတွေပြီးတော့သူတို့နိုင်ငံမှာဘင်းစတန်နိုင်ငံများစီဝေးကိုလက်ခံကျင့်ပပြီးတော့ဒီမင်းအောင်လာကိုလာပြီးတော့စီဝေးတက်ခွင့်ရှိတာတွေကကျွန်တော်တို့ထိုင်းအောင်မြန်မာနိုင်ငံသားတွေအချိန်ထဲမှာအရန်ကိုခံစားရတယ်ပေါ့ဗျာနော်ပြောရမယ်ဆိုရင်တော့ဟုတ်ကဲ့အဲအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်လာပြောတာဖြစ်တယ်အဲနောက်ထပ်လည်းကျွန်တော်ဒီနေ့အဲ ထိုင်းအောင်မြန်မာလူသားတွေနှစ်ရက်တာအတွင်းမှာဒီအမဲအောင်ဝစ်စုံအမဲအောင်အင်ဂျီတွေဝစ်ဆင်ပြီးတော့ကျွန်တော်တို့ဒီလက်မော်ထွက်ပြီးရဆန္ဒပြတာမျိုးမဟုတ်ဘူးကျွန်တော်တို့အလောက်ကရနာပြီးရဆန္ဒပြတာမျိုးမဟုတ်ဘူးဒါတွေကအနေများတယ်အလောက်ရုံနေလက်ထိခိုက်တယ်ကိုယ့်ရဲ့အလုပ်ရှင်တွေလက်ထိခိုက်တယ်ဒီလိုပုံစံမျိုးမဟုတ်ဖ ೇನೆ ကျွန်တော်တို့ငင်းညမ်းစွာနဲ့ဆန္ဒထုတ်ဖော်တဲ့ပုံစံပေါ့ဗျာဒါဟိုမကျေနပ်မှုကိုကန့်ကွက်တယ်ဆိုတဲ့အကြောင်းပြတာဒါကိုကျွန်တော်ဒီနေ့လာပြောတာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ ကဲဒီနေ့ကျွန်တော်လိုက်လွှင့်တာနည်းနည်းထူးခြားနေတယ်။ဟိုစာပေါ်ကျွန်တော်မှတ်နေမတွေ့ရအောင်ဖြစ်နေတယ်။ဟုတ်ကဲ့နော်အဲ့နည်းနည်းတော့ထူးခြားရပါတော့။အဲ့ဒါအဲ့ဒါပုံမှန်တော့မဟုတ်ဘူးဗျ။အဲ့တော့ထားလိုက်တော့အဲ့တော့ကျွန်တော်ဒီပြောစရာရှိတဲ့အရာပဲအရေးကြီးတဲ့အရာပဲကျွန်တော်ပြောသွားလိုက်တော့မယ်ပေါ့နော်။အဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအတွက်ဒီနေ့ကျွန်တော်ကမနေ့ရရဲ့ဒီနေ့ရပေါ့နော်။အဲအဲ sorry အဲဒီနေ့ရအဲ၄ရက်၅ရက်ပေါ့ကျွန်တော်မနေ့ညမနေ့ ညကလေးကကျွန်တော်တင်ထားတယ်နှစ်ရက်တာအတွင်းဒီအမဲအောင်အင်ဂျီတွေအမဲအောင်ဝစ်စုံတွေစင်တူဝစ်ပြီးတော့ကျွန်တော်တို့ဒီအလုပ်သွားလုပ်ပြန်ပြီးတော့အိမ်နေရင်စသည်ဖြင့်တွိုင်းလာရင်ပေါ့နော်ဒါအလုပ်ယုံမှာတော့အလုပ်ယုံဝစ်စားပွေးရတာပေါ့ဗျအဲကျွန်တော်တို့ဆန္ဒထုတ်ဖို့ပိုးတွေကိုကျွန်တော်ပြောထားတာရှိတယ်ဒါအပြင်မှာထွက်ပြီးတော့ဆန္ဒပြတာမျိုးမဟုတ်ဘူးအဲဒီနေ့ဆိုရင်အဲဒါတိုင်းရောက်မြန်မာနိုင်ငံသားတူဖြစ်တဲ့ကိုဖြိုးပိုင်ဟာဒီအကြမ်းမဆေးအုပ်စုမင်းအောင်လိုင်ကိုဒီဆန္ဒပြရဲဆိုပြီးတော့ထိုင်းအနိုင်ပဲအနိုင်ပဲဒီဘက်ကဖမ်းဆီးသွားတယ်ပေါ့နော်အဲအဲ့တော့ ဆိုတော့သူတို့ဘက်ကတော့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ထိုင်းအောင်မြန်မာနိုင်ငံသားတွေဒီလိုဆန္ဒပြတာတွေဟိုဖန်ဆီးဖို့တော်ဖြစ်နေတယ်ရှိနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အပြင်ထွက်ဆန္ဒပြတာမျိုးမဟုတ်ဘူးပြီးတော့အလုတ်ယုံမှာဆိုရင်လည်းတချို့ဆိုကလည်းအပြိုင်တူအလုတ်တွေနားဖို့တတိယထက်အလုတ်တွေနားဖို့ Okay ပြောတာတော့ဟိုဟိုလွယ်တယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒါကြီးကလည်းကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေအတွက်အခုချိန်မှာရမ်းခတ်ခဲ့တယ်။ထောက်ထားတွေလည်းမပြည့်စုံသေးဘူး။တက်တန်းတိုးကာလာကြီးလည်းဖြစ်တယ်။အားလုံးလည်းတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေမပြည့်သေးဘူး။ ားလုံးကထောက်ထားမဲ့ဖြစ်နေတယ်အဲ့တော့ဒီဖက်ကကြည့်ရင်လည်းဒီမိမိရဲ့အလုတ်ရှင်တွေအလုတ်ယုံတွေမိမိကိုပုံမှန်ပုံမှန်အလုတ်ပေးနေတဲ့အလုတ်ရှင်တွေအလုတ်ယုံတွေမိမိကိုပုံမှန်လောက်ခလာတာရှင်းပေးနေတဲ့အလုတ်ယုံတွေအလုတ်ရှင်တွေနစ်နာတယ်ဆိုတော့အထိုင်းမှာလည်းအလုတ်ယုံတွေကနေ့စဉ်လည်းပတ်နေရတာမြန်မာလူသားတွေရဲ့ခွန်အားနဲ့မြန်မာလူသားတွေအားနဲ့အလုတ်တချို့စက်ယုံတွေဆို24နာရီ24 hour ပါလောကမနာဘူး run နေတာပေါ့နော်စက်ယုံလုတ်ယုံတွေကစက်တိတစ်ချက်မှရက်မသွားဘူးလူတွေပဲချိန်သွားတယ်ပေါ့နော်သူရဲ့အချိန်တိုင်းဆိုတော့အဲ့တော့အလုတ်တွေနားပြီးတော့ ကန့်ကွက်တာမျိုးကတော့ကျွန်တော်ဟိုအားမပေးခြင်းဘူးအဲ့တော့ကျွန်တော်ထိုင်းနိုင်ငံမှာရောက်ရှိနေတာလှုပ်လှုပ်ဖို့ဖြစ်တယ်ထိုင်းရောက်မြန်မာလူသားတွေမှာအလုပ်ရှိဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တက်နိုင်တဲ့ဘောင်လေးကနေပြီးတော့အမဲအောင်အင်ဂျီဝစ်စုံဝစ်ပြီးတော့နှစ်ရက်တာကာလအတွင်းမှာစာနာထုတ်ဖို့ထုတ်ဖော်ဖို့အတွက်ကျွန်တော်တိုက်တွန်းထားတာရှိတယ်တော်တော်များများလေးတိုက်တွန်းနှိုးဆော်နေတဲ့သတင်းမီဒီယာတွေလည်းတက်ကြရတယ်ဘောနော်ဒါဟိုတချို့သောအဒီအချမ်းဖတ်စစ်အုပ်စုရဲ့ဒလန်နေဘောမတွေကအဒီနေ့ကျွန်တော်အဲရီမာတင်ထားတဲ့နှုတ်ဆော်ထားတဲ့ဟာတခုဆိုရင် လာပြီးတော့အောက်မှာမှန်းကြရရှိတယ်ပါလေအဘဒူတောင်ယူမာလဲတို့အဲဒီလိုမျိုးဖန်ခံတင်းရပါညာသူတို့ကအဲ့ဒါစိုက်ဝါလာထည့်ပြီးတော့ထိုင်းအောင်မြန်မာလုပ်သားတွေကိုဒီအင်ကြီးလေးတော့မဝေရဲအောင်ကြောက်ကြောက်အောင်ချင်းချောင်းနေရဖြစ်တယ်နော်ဒါကိုကျွန်တော်ဒီနေ့ညလာပြောတာကျွန်တော်ဒါကြောင့်ရှေ့ရှေ့ဝေးပြောအောင်လို့လိုက်လွှင့်လိုက်တာဗီဒီယိုလေးကြတော့ကျွန်တော်တို့အတူတူနဲ့စကားပြောတာမပြေစုံကျွန်တော်အောက်မှာလာမှန်းကြတဲ့အထဲမှာအမင်းကတောင်ယူမာလာဖန်ခံရပါညာထိုင်းနိုင်ငံမှာမှတ်ထားဖို့ကနော်ထိုင်းအောင်မြန်မာလုပ်သားတွေမနှက်ပြန်အားလုံးတနိုင်ငံလုံးအင်ကြီး အမဲအောင်အင်ကြီးအမဲအောင်ဝိဆောင်စင်တူဝိကြဘာမှဖြစ်ဘူးထိုင်းနိုင်ငံမှာအင်ကြီးအမဲအောင်ဝိလို့အင်ကြီးအမဲအောင်စင်တူဝိလို့အင်ကြီးဘောင်းကြီးအမဲအောင်ဝိလို့အင်ကြီးအမဲအောင်ဝိလို့ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိဘူးနော်နော်အဲ့ဒါပုံမှန်လဲဝင်နေကြတာဗျာဒါကတော့ပို့ထူးကြပြီးတော့အမဲအောင်အမဲအောင်တီးတတ်ဝိပြပြီးတော့အားလုံးကျွန်တော်တို့တွေဒီအချမ်းမစိအုပ်စုမင်းအောင်လိုက်ပြည်သူတွေကိုမြန်မာနိုင်ငံရဲ့ပြည်သူတွေအဲပြီးတော့နိုင်ငံနဲ့ပုံလိုက်ကျဲနေတာတွေ တိုင်းသားလည်းနဲ့ကိုင်းနေမြေတွေအပါဝင်မြန်မာနိုင်ငံအနှံ့ပြအခုမြို့ကြီးပြကြီးတွေစသည်ဖြင့်နော်ဟိုဟိုတိုင်းသားလည်းတိုင်းသားတွေအနေများတဲ့နေရာတွေရောဗမာတွေအနေများတဲ့နေရာတွေတနိုင်ကလေးနဲ့ဘုံကျဲတက်ဖြတ်ကလေးတွေကမကြံစပေးဆောင်စကံဖရားเจ้าဘုံရင်เจ้าစာတင်เจ้าမကြံအကုန်ဘုံကျဲတက်ဖြတ်နေတဲ့သွေးဆွန်လက်ပိုင်ရှင်မင်းအွန်လိုင်းပြီးတော့အာဂျင်နီနာတရားရုံးကနေပြီးတော့ကျွန်တော်တို့ဖမ်းဝမ်းထုတ်ခံထားရတဲ့သူဖြစ်တဲ့ဒီလိုပုံကုံမျိုးထိုင်းနိုင်ငံကိုရောက်လာပြီးတော့ထိုင်းဝင်ရုပ်ကဒီလိုလက်ဆွဲနှုတ်ဆက်နေတာကိုလောက ကျင်နေချင်းမရှိဘူးကန့်ကွက်တယ်ဆိုတာကိုကျွန်တော်အနေနဲ့အမဲအောင်ဝတ်စုံဝင်ပြီးတော့ဆန္ဒထုတ်ပေါ်တာဖြစ်တယ်အဲ့လိုအင်ကြီးအမဲအောင်မနှက်ပြန်ဈေးထဲမှာဝတ်သွားလို့ကုန်တိုင်းမှာသွားလို့လမ်းပေါ်မှာသွားလို့အင်ကြီးအမဲအောင်ဝတ်လို့ဖမ်းလို့ရတဲ့ဥပဒေထိုင်းမှာမရှိဘူးဘယ်သူမှမဖမ်းကြိုက်တော့ဝတ်လို့ရတယ်နော်အဲကျွန်တော်ဒီနေ့ညဒါလေးကိုပြောပြောလာပြောချင်းဖြစ်တယ်ဟုတ်ပြီအဲ့တော့ဆိုလိုတာကကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဟိုပြောချင်တာကတော့အခုလိုမျိုးဒီအင်ကြီးအမဲအောင်မနေ့ပြန်စင်တူဝစ်တာတွေပြီးတော့အခုဒီနေ့လည်းကျွန်တော်ပုတ်တင်ထားလိုက်တယ်ခုနကပဲကျွန်တော်တင်ထားလိုက်တယ်အင်ကြီးအမဲအောင်ဝစ်ပြီးရင်အကျွန်တော်ဒီပုတ်အောင်မှာလာမှန်ပေးပါကျွန်တော်ပြန်တင်ပြမယ်အဲတချို့မျက်နှာမဖော်ချင်တဲ့လူကမျက်နှာပိတ်ထားရတယ်ဒီဟိုပိုစတာလေးတွေကင်ပြီးတော့တချို့မျက်နှာဖော်ခွင့်ရှိတဲ့လူဖော်နိုင်တဲ့လူဖော်ချင်တဲ့လူ public ကနေပြီးတော့ကျွန်တော်တို့လိုပေါ်တင်တော်လိုင်းကြီးလုံနေတဲ့လူမျိုးတွေဆိုရင်လည်းတင်လို့ရတယ်ဖော်လာပို့လာပေါ့နော်ကျွန်တော်ကပြန်တင်မယ်ဒါကိုအဓိကကျွန်တော်တို့တွေ ဒီချိန်မှာတေးကြတယ်လမ်းမောက်ထွက်လို့အဆင်မပြေဘူးအနေအရန်များတယ်ကျွန်တော်တို့အရန်များတယ်ဖီအားအရန်များတယ်ပြီးတော့အလုတ်ယုံနေရနေပြီးတော့အလုတ်နားပြီးတော့ဆန္ဒပြဖို့ကြာလဲဒါတွေကနောက်ဆုံးအဆင့်ပေါ့ခင်ဗျเนาะအလုတ်နားပြီးတော့ဆန္ဒပြဖို့ကြာလဲပုံမှန်ကိုယ့်ကိုအလုတ်ပေးနေရလို့ရှင်ပုံမှန်ကိုယ့်ကိုလောက်ခလာသာရှင်းပေးနေရအလုတ်ရှင်နေအလုတ်ယုံနေကိုအားနာရတယ်ပြီးတော့သူတို့တွေလည်းထိခိုက်နေတာလေအဲကိုယ်တွေတွက်လည်းမကောင်းဘူးအဲ့တော့ကျွန်တော်တို့နှမျိုးကိုမယွေဘူးအနေများတဲ့ဟိုရစ်များတဲ့ဖီအားများတဲ့နှမျိုးကိုမယွေပဲနဲ့ ကျွန်တော်တို့အကောင်းဆုံးနှီးလန်းငြိမ်းချမ်းဆောင်တဲ့ဆန္ဒထုတ်ဖော်ခြင်းလို့ခေါ်တယ်ဒီအင်ကြီးစင်လူဝိတ္တာအစသဖြင့်အဲကျွန်တော်တို့အင်ကြီးမှာကန့်ကွက်ကြောင်းစာရေးပြီးတော့ဝိတ္တာအဲပြီးတော့ကျွန်တော် online ပေါ်မှာအင်ကြီးမင်းအောင်ဝိမင်းအောင်လန်ကန့်ကွက်ကြောင်းစာတန်းလေးကင်ပြီးတော့တက်ပုံရိုက်ပြီးတော့ online ပေါ်မှာတင်တာ Facebook ပေါ်မှာတင်တာဒါတွေကထိုင်းမှာလုံးဝဖမ်းလို့မရဒါတွေကဥဥပဒေဟိုမှာဒါဒီလိုအင်ကြီးမင်းအောင်ဝိဖမ်းလို့ရတယ်ဆိုတဲ့အမျိုးမရှိဘူးအဲ့တော့ခုနကကျွန်တော်ပေါ်အောင်မှာလာမှတ်ထားတာပေါ်မှာတွေတလန်နေ အဲ့ဆောက်ဘောနေဖြစ်တယ်ကြက်မပြေးတဲ့ကောင်နေဖြစ်တယ်နော်အဲ့တော့သိဖို့ရှင်းရှင်းလင်းလင်းလို့ねတချို့ဆိုရင်စိုက်ွားထည့်ပြီးတော့ဟာအဲ့လိုအမင်းကတော့တော်ရရမြောက်ပေးနေတာပဲဘာညာ ਨੇ ထိုင်ရောက်လို့သမားတွေဒုက္ခရောက်ဖို့ထိုင်ရောက်လို့သမားတွေဟိုစိတ်ဆင်းရဲသွားဖို့ဘယ်တော့မှယင်းမပြောခဲ့ဘူးမမြောက်ပေးခဲ့ဘူးမလုတ်ခဲ့ဘူးထိုင်ရောက်မြန်မာလို့သမားတွေပြေးလေအောင်ထိုင်ရောက်မြန်မာလို့သားတွေအဆင်ပြေအောင်ထိုင်မှာရောက်ပြီးတော့ဒုက္ခရောက်နေတဲ့လို့သမားတွေကိုကယ်တင်တဲ့လုပ်ငန်းစဉ်တွေပဲ ACM ကဒီဇိုင်းမှန်မှန်လုတ်ခဲ့တာဖြစ်တယ် ။နောက်ဒါကတော့တိတိသားအများကြီးမပြောတော့ဘူး။အဲ့တော့ကိုမင်းရဲ့ညနေပိုင်းကတင်လိုက်တဲ့ပို့တွေအောက်မှာအဒီရီဗီဒီယိုအောက်မှာလာပြီးတော့ဝေဖန်ထားတဲ့လူတွေကအဲ့ဒါအကျန်းဖတ်စစ်အုပ်စုရဲ့ဘောမဒလန်တွေဖြစ်တယ်။သူတို့ကထိုင်းအောင်မြန်မာပြည်သားတွေအဲ့ဒါမင်းအွန်လိုင်းကိုအားပေးနေတဲ့အုပ်စုတွေနော်။အဲ့ဒါထိုင်းအောင်မြန်မာတွေလည်းမဟုတ်ဘူး။အဲသူတို့က group နဲ့အုပ်စုနဲ့မင်းအွန်လိုင်းမှာဒီစိုက်ဝါထဲတဲ့ကျွန်တော်မီဒီယာကဏ္ဍမှာစိုက်ဝါထဲတဲ့ အဲသူတို့စစ်တပ်ကမွေးထားတဲ့ကောင်ရှိတယ်အဲ့ကောင်တွေကလာမှန်နေတာဖြစ်တယ်အကောင့်တူပေါင်းစုံနဲ့တချို့လည်းအကောင့်စစ်လို့လို့ပါအောင်နဲ့ပုံစံမျိုးစုံနဲ့ထိုင်းရောက်မြန်မာသားမြန်မာလူသားတွေကိုအင်ကြီးအမဲအောင်စင်တူလေးတောင်မဝေ့ရဲအောင်ကြောက်တဲ့စိတ်ကိုလာရိုက်သွင်းနေတာဖြစ်တယ်နော်โอเคလမ်းမောက်ထွက်ဆန္ဒပြတယ်ဒါတွေကတော့လက်ရှိချိန်နေရာထိုင်းရတော့သူပုံစံမျိုးစုံနဲ့ဒါလုပ်နေတာလေအဲ့တော့ဟုတ်ပြီအဲ့ဒီအနေထားကိုတော့ထားလိုက်တော့တစ်ဖက်ကအဲ့တော့ကျွန်တော်တို့အနေနဲ့လုံးဝဥပဒေနဲ့လည်းလုတ်ကင်းတယ်ကိုယ်အလုပ်ယုံဝစ်စား ဝစ်ပြီးတော့လောက်ရမယ်လောက်ယုံနေကြကိုအလောက်ယုံဝစ်စားဝေးရမှာပေါ့တချို့လောက်ယုံနေကြတော့ကြိုက်တာဝစ်လို့ရတယ်လေအတချို့လောက်ယုံနေကြတော့တတ်မှတ်ထားတဲ့လုပ်ငန်းအင်ကြီးစက်ယုံအင်ကြီးရှိတယ်အဲ့တော့အဲ့လိုချိန်ရလွှင်းရင်ညနေအလောက်ကပြန်ရင်အောက်မှာတွင်းကန်လေးတွေဝစ်ကြတယ်လေပယ်လောက်ယုံပဲဖြစ်ဖြစ်တွင်းကန်လေးအဲ့တွင်းကန်မှာအင်ကြီးအမဲလေးဝစ်သွားတယ်ဆိုရင်ညနေအလောက်ကပြန်ရင်အပေါ်ကအင်ကြီးလေးချွတ်လိုက်အောက်ကပုံမှန်အင်ကြီးလေးနဲ့ဈေးသွားလို့ရတယ်အင်ပြန်လို့ရတယ်စသည်ဖြင့်အမဲအောင်လေးအများကြီးဖြစ်သွားမှာဗျာထိုင်းအောင်မြန်မာလူသားတွေကအနည်းဆုံး၄တန်းခွဲကနေ၅တန်းလောက်ထိ ရှိတယ်လို့အားလုံးခံမှန်းသုံးသပ်ထားတာဆိုတော့တားနဲ့ချီရှိတယ်လို့တမားတွေအားလုံးစင်တူဝတ်ကြမယ်ဆိုရင်တော့ဒါထူးထူးခြားခြားနဲ့တိုင်းမီဒီယာတွေလည်းပါလာမယ်ကဘာလည်းတည်မယ်ပြီးတော့လုံးဝမကြည့်နဲ့ချောင်းအောင်လေပေါ်တင်ကျွန်တော်တို့စန့်ကျင်ကန့်ကောက်ရကြတယ်အခုဒါကြီးဆိုလည်းတွက်ကြည့်လေဗျာနော်သွေးစွန်းလက်နိုင်ငံတကာဖန်ဝန်းထုတ်ထားတဲ့မင်းအောင်လိုင်းဘုလိုထိုင်းဝင်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်နေတာကြီးဘိုင်းဝင်ကြီးချုပ်ဖဲထောင်တန်းပေါ့နော်ဖဲထောင်တန်းကလက်ဆွဲနှုတ်ဆက်နေတာကြီးကျွန်တော်ယင်နေမှာဘလို့ခံစားရလဲ ဘလို့ခန်းစားရလဲထိုင်းရောက်မြန်မာလူသမားတွေလည်းအခုချိန်မှာယင်ထဲမှာနေ့နေအောင်ခန်းစားရတာပဲကျွန်တော်သိတယ်ကိုချင်းစားရတယ်နားလေတယ်ကျွန်တော်ကိုယ်တိုင်ထိုင်းနိုင်ငံမှာနေ့နေ့စေချုံဖြတ်သန်းလာတာတာမန်လူသမားဘွားနေအခြေခံလူသမားနေများလူသမားဘွားနေထိုင်းရောက်မြန်မာလူသားတွေဒုက္ခရောက်ဝင်ကူညီနိုင်တဲ့အခြေအနေအထိလူသမားရေးအဖွဲ့အစည်းတည်ထောင်ပြီးတော့လုပ်ကိုင်နိုင်တဲ့အခြေအနေအထိကျွန်တော်ဖြတ်သန်းလာတာဖြစ်တယ်နှစ်ပေါင်း20ချုံကူစားတိုက်နေမယ်ဆိုနှစ်ပေါင်းအစိတ်ရောက်ရှိပြီပေါ့ဗျာနော်ကျွန်တော်ရဲ့အသက်3ပုံပုံနှစ်ပုံတော့ထိုင်းမှာပဲကြီးပြင်းခဲ့တာကျွန်တော်ကိုချင်းစားနားလေတယ်အနေခံဒုက္ခတွေရောက်ဆာဝေးစားတဲ့နေတက်တန်းမတူပါသေး ခက်ခဲဖြစ်နေတဲ့ထိုင်းရောက်မြန်မာလို့သွားတယ်ယင်ထဲမှာမင်းအောင်လိုင်ကိုလက်ရှိထိုင်းဝင်ကြီးချုပ်ဖဲတောင်ထမ်းနေပြီးတော့ဒီလက်ဆွဲနှုတ်ဆက်နေတာထဆင်သမီးပေါ့ဗျာနော်သူတို့ရဲ့တမိုင်းတွေလည်းကျွန်တော်တို့တေချာကြည့်ရမယ်နော်ကျွန်တော်စာရီများများဖတ်ဆိုရတာပြောတာထဆင်ဘယ်ကလာလဲထဆင်ရဲ့မြန်မာရှင်းလက်ကဘာတွေလဲပြီးတော့ထဆင်သမီးကဘာတွေလဲထဆင်ကဘယ်လိုပုံပုံမျိုးလဲဆိုတာမျိုးတွေကိုလည်းကျွန်တော်တို့သူတို့ရဲ့တမိုင်းမျိုးရိုးစင်ဆက်ကိုလည်းကိုကသိရမယ်သူတို့မျိုးရိုးလည်းကိုနားလည်ရမယ်နော်အဲ့တော့ဒီထိုင်းဝင်ကြီးချုပ်ဖဲတောင်ထမ်းကမင်းအောင်လိုင်လက်ကိုအခုလိုမျိုး အပါရိယပြုတ်ပြုတ်ကြီးနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံရိပ်တရားကျွန်တော်တို့ရှင်ထဲကိုတန်ကြုံနဲ့ထိုးသလိုခံစားရတယ်။ဒါကြောင့်မြန်မာလူသမားတွေရဲ့ရှင်ထဲမှာလည်းအလိုပဲဖြစ်နေပါပဲ။နောက်အရာလေးကိုကျွန်တော်ဒီနေ့ညလာပြောခြင်းဖြစ်တယ်။ဟုတ်ကဲ့။အဲ့တော့မနက်ဖြန်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဝန်ထဲချင်းအထိမ့်အိကြီးအမဲရောင်ကိုအဲ့ဒီဝန်ထဲချင်းထိမ့်အစာအကြံဖတ်စစ်အုပ်စုမင်းအောင်လိုက် ရောက်ရှိလာတဲ့အတွက်ရှင်ထဲမှုမရှိဘူး။ထိုင်းရောက်မြန်မာလူသမားတွေရှင်ထဲမှာစန့်ကျင်ကပ်ကွက်တယ် လူတက်အကြမ်းဖက်ပြည်သူတွေကိုတက်ဖြက်ကလေးရမကြံចောင်းသူចောင်းသားတွေဘာသာရေးဆောက်ဦးတွေမကြံအကုန်လုံးတက်ဖြက်ညင်စဲနှိပ်စက်နေတဲ့မင်းအောင်လိုင်ရဲ့သွေးစွန်းလက်ကိုထိုင်းရောက်ထိုင်းနိုင်ငံကဒီအမြင့်ဆုံးယာရုဖြစ်တဲ့ဒီထိုင်းဝင်ကြီးချုပ်ပေါ့နော်ဟိုအစိုးရဘက်မှဆိုဝင်ကြီးပေါ့နော်သူထပ်မှာတော့ထိုင်းပြည်ရှိတာပေါ့ဗျာထိုင်းဝင်ကြီးချုပ်ဖဲထောင်ခံကနေပြီးတော့အခုလိုမျိုးလက်ဆွဲနှုတ်ဆက်တာအင်မတန်ကျွန်တော်တို့အနေနဲ့ကျင်နေမှုမရှိဘူးဆိုတာကိုဒါကိုပြောချင်တယ်။နော်အဲ့တော့လက်ရှိထိုင်းဝင်ကြီးချုပ် ဖဲထောင်တန်းနေနဲ့အခုလိုမျိုးကျွန်တော်တို့အချမ်းဖတ်စေအုပ်စုမင်းအောင်လိုင်းနိုင်ငံတကာအလို့ရှိနေတဲ့ကျွန်တော်တို့မင်းအောင်လိုင်းဖန်ဝန်းထုတ်ထားတဲ့မင်းအောင်လိုင်းကိုကျွန်တော်တို့အင်တာပိုရဲတပ်ဖွဲ့ကိုအံ့အမယ်စာဒီလိုထိုင်းနိုင်ငံမှာကျွန်တော်တို့ Shangri-La Hotel ကြီးမှာအိတ်ခံပြီးတော့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံရိပ်တွေကမဖြစ်သင့်ဘူးဒါကကျွန်တော်တို့နိုင်ငံရေးနိုင်ငံရေးအရာကြည့်ရင်ရောနိုင်ငံရေးကုန်သိက္ခာမရှိဘူးလို့ကျွန်တော်တို့အနေနဲ့ပြောချင်တယ်ဗျနော်အဲဒီလူကဘလို့လူလဲပြည်သူတွေကိုတတ်ဖြတ်နေတာတစ်ကဘာလုံးသိတယ် ဲ့လိုမျိုးလူမျိုးလုံးတပ်ဖြတ်မှုတွေမှာပူပေါင်းပါဝင်နေတဲ့အကြမ်းဖက်စစ်အုပ်စုမင်းအောင်လိုင်းမြန်မာနိုင်ငံမှာလက်နက်အားကိုးနဲ့လက်နက်အားကိုးနဲ့မြန်မာပြည်ကိုလက်နက်အားကိုးနဲ့ပြည်သူ့အတင်မြောက်တဲ့ပြည်သူ့အစိုးရဒီမိုကရေစီဆိုရကိုနှိမ့်ဆက်ညှင်းဆဲတပ်ဖြတ်ထောင်သွင်းခြင်းချထားပြီးတော့အာဏာအတင်းအဓမ္မအာဏာလုယူထားတဲ့လူဆိုတာကိုဒါတိတိကြီးနဲ့အခုလိုမျိုးထိုင်းနိုင်ငံဖိတ်ခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ဒါဒီလိုအစည်းအဝေးကိုပိတ်တတ်တာဒါကျွန်တော်တို့အနေနဲ့အများစွာ စိတ်မကောင်းဖြစ်ရတယ်ဒါကိုလုံးဝကန့်ကွက်တယ်ဆိုတာကိုကျွန်တော်ဒီနေ့အနေနဲ့ပြောချင်တယ်ဟုတ်ကဲ့အဲ့တော့ထိုင်းအောင်မြန်မာလူသားတွေဒီလိုမျိုးအကြံဖတ်စစ်အုပ်စုသွေးစွန်းလက်ပိုင်ရှင်မင်းအွန်လိုင်းဖမ်းနိုင်ငံတကာဖမ်းဝမ်းထုတ်ခံထားရတယ်မင်းအွန်လိုင်းမဖမ်းမဲနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်နေတာကိုကျေနပ်မှုမရှိဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့မနှက်ပြန်ဘူးအားလုံးအင်ကြီးအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြပါစို့ဒါလေးကိုကျွန်တော်ဒီနေ့ညတိုက်တွန်းနှိုးဆော်ခြင်းနဲ့ပြီးတော့ဒီလိုဆန္ဒထုတ်ဖော်ထားတဲ့ပုံလေးကျွန်တော်တို့ဒီလိုအင်ကြီးဝစ်ပြီးတော့ကိုယ်ခမ်းမှာပဲတပုံရိုက်ပါ ဘယ်မှာရိုက်စားမလို့လမ်းပေါ်လည်းရိုက်စားမလို့အဲ့လိုဓာတ်ပုံရိုက်ထားတဲ့ပုံတွေဒီနေ့ညရောမနေ့ပြန်ရောကျွန်တော်စီကိုဇက်တိုက်ပေးဖို့ပါကျွန်တော်တင်ထားတဲ့ပို့တွေအောက်မှာလည်းလာမှန်ပြီပါအဲ့ဒီပုံတွေကိုမနေ့ပြန်ချက်ချင်းတင်มาဖြစ်တယ်ပြီးတော့နိုင်ငံတကာတက်ဆိုင်ရာကျွန်တော်တို့အသုံးပြုလို့ရမယ်နေရာဌာနတွေကိုလည်းကျွန်တော်ပို့သွားမှာဖြစ်တယ်အဲ့ဒါလေးကိုဒီညတိုက်တွန်းနှိုးဆော်ချင်တာဖြစ်ပါတယ်ဗျဒီနေ့ညလိုက်လေးရောဒီလောက်ပါပဲမနေ့ပြန်ဟိုထိုင်းအောင်မြန်မာလို့သားတွေအမဲအောင်စင်တူဝှက်ပြီးတော့ကျွန်တော်တို့ အကြံပါစေအောင်စုမင်းအွန်လိုင်းကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုစီဝေးဖိတ်ခေါ်တာကိုကျင့်တတ်မှုမရှိဘူးဆိုတာကိုအားလုံးကျွန်တော်ဆန့်ကျင်ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းနှိုးဆော်ခြင်းနဲ့ဗျနော်အမဲအောင်အင်ကြီးဝှစ်လို့လေထိုင်းနိုင်ငံမှာဘယ်သူမှမဖမ်းအောင်ဖမ်းလို့ရတဲ့ဥပဒေလည်းမရှိဘူးနော်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ကပြောခြင်းနဲ့ကျွန်တော်ပို့အောင်မှာလာမှန်းနေတဲ့သူတွေကအကြံပါစေအောင်စုဘောမစစ်ကောင်စီဒလန်တွေဖြစ်တယ်အကြံပါစေအောင်စုအားပေးတွေဖြစ်တယ်ပြီးတော့အကြံပါစစ်အုပ်စုဘက်ကနေစိုက်ဝါတွေပြည်သူလူထုကိုဝေဝါးသွားအောင်စိုက်ဝါတွေ တို့ဖို့အတွက်လောက်ထားတဲ့ဌာနကလူတွေဖြစ်တယ်ပေါ့နော်โอเคအဲ့ဒါလေးကျွန်တော်ဒီနေ့ညလာပြောချင်းဖြစ်တယ်ဗျမနှက်ပြအားလုံးမဲအောင်စင်တို့ဝတ်ပေးကြပါကျွန်တော်ဒါလေးကိုဒီနေ့ညထိုင်းအောင်မြန်မာလောက်သားတွေကိုအထူးမြစ်တာရက်ခံခြင်းတယ်